ဆာဗီလိုဆိုဆက်ရှိနေရင်စာရုပ်သက်တမ်းမတိုးဘူးဆိုတဲ့ဗီနီရှက်ဂျူနီယာအားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့ဒနင်္ဂနွေနေ့ညအေဂျီနဲ့တည်ကြခဲ့တဲ့ပွဲစဉ်ပြီးမှတော့ဗီယမတ်ထွေးရဲ့ဝေလေကန်ပြဿနာတွေကလည်းကျေတော်လို့လာခဲ့ပြန်ပြီဖြစ်ပါတယ်ဒေအက်သလက်တစ်ရဲ့အဆိုအရလက်ရှိမှာရီယယ်ဆူပါစတာဗီနီရှက်ဂျူနီယာကဒီပြဆာဗီလိုဆိုနဲ့အဆင်မပြေမှုတွေရှိနေတာကြောင့်အသင်းဥက္ကဋ္ဌကြီးပီရက်ထန်စာရုပ်သက်တမ်းသစ်ဆွေးနွေးဖို့ဆိုင်းငံ့ထားတယ်လို့သိရပါတယ်လက်ရှိမှာဒီဘရာဇီးကစားသမားကဒနင်္ဂနွေကိုအခွင့်ဆုံးပြီးလာစာအနေနဲ့ယူ၁၈တန်းနှစ်စဉ်ရရှိနေတာဖြစ်ပြီးအသင်းဘက်ကတော့စာချုပ်တစ်ခုနှစ်စဉ်လာစာအနေနဲ့ နဲ့တန်းတဆဲကန်လန်တာတာဖြစ်ပါတယ်။ဒါကိုကစားသမားဘက်ကတော့လက်မခံတာပဲ။ဗီနီရဲ့အေဂျင့်တွေအနေနဲ့အသေးသမားရဲ့လာစာအမြင့်ဆုံးဖြစ်တဲ့ခရစ်စတီယာနိုရော်နယ်ဒိုရဲ့တနည်းလောက်ကလာစာတန်း30ကိုလိုချင်နေတယ်လို့ဖော်ပြလာကြတာဖြစ်ပါတယ်။လက်ရှိမှာလည်းဗီနီရှင်အနေနဲ့နီးပြစားပြင်လို့ဆိုနဲ့အဆင်မပြေမှုတွေရှိနေပြီးပြီးခဲ့တဲ့အေဂျင့်ရဲ့ပွဲစဉ်မှာလည်းပွဲတော်ခွင့်အနည်းငယ်သာရရှိခဲ့တာပါ။ဒါပြင်တချို့မီဒီယာတွေရဲ့ဖော်ပြချက်အရဇာဘီလွန်ဆွန်နဲ့ရီယဲကစားသမားတွေကြားဆက်ဆက်ရေးအလုံးဝပြုတ်ခွဲသွားခဲ့ပြီဖြစ်ပြီးအသင်းရဲ့အဓိကကစားသမားတချို့ကလည်းအလွန်ဆုံးဒုဗ္ဗေခံရဖို့လိုလားနေကြပြီဖြစ်ပါတယ်။လက်ရှိမှာ ာဇာဘီလွန်ဆိုရဲ့ရီယယ်မတ်တင်ကနောက်ဆုံး၃ဝက်ဆက်နိုင်ဝဲပြောဆုံးခဲ့ပြီဖြစ်ပြီးလာလီဂါမဖေးစီယားမှာလည်းဘာစီလိုနာအထက်တမတ်တာကွာဟားတော့တာပါဒါကြောင့်ဇာဘီလွန်ဆိုနဲ့အသင်းတာဝန်ရှိသူတွေအနေနဲ့ဝေလေကန်ပြဿနာတွေကိုဘယ်လိုကင်တယ်ဖြစ်ချင်းပြီးအကောင်းဆုံးပြန်လာနိုင်မလဲဆိုတာကိုတော့ဆက်လက်ဆောင်ကြည့်ရအောင်မှာဖြစ်ပါတယ်